ကျွန်တော်ငစီပြောတဲ့စကားတွေကသူကနိုင်ငံကြီးကိုနားမလည်တာလေ ။နောက်တနေ့ဟောအခုမင်းဗီဒီယိုစတဲ့ကနစီကနိုင်ငံရေးနားမလဲဘူးစီရေးနားမလဲဘူးပြောကြတယ်။ဘယ်နေရာနားမလဲတာလဲ။ဘယ်နေရာမှားတယ်။ငါဖြစ်ချင်တာလေ။ငါပြောလိုက်တဲ့စကားတခွန်ဘယ်နေရာဘလို့မှားတယ်။အမှန်ကဒါအဲ့လိုရှင်းပြမယ်လူလို့ချင်တာ။ကျန်းတကြတော့အဲ့ဒီငစီတို့လူမျိုးပုံကိုတွေကြောင့်ကျွန်တော်တို့နိုင်ငံကြီးအသိဉာဏ်အေးကျမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲ။ဟိုင်းနိုင်ငံမျိုးပေါ်မှာနေပြီးအထောက်အပံ့လောက်တဲ့အစင်းလောင်းနဲ့ဟာဒါဆိုမြန်မာနိုင်ငံကြီးမတင်ကြအောင်လုပ်နိုင်တဲ့အစွမ်းအကျွန်တော်မှရှိတယ်ပေါ့။ဟာဆော့ပြုံးနေတဲ့လည်းအစွမ်းစားဖို့အခုမှပဲကိုယ့်ကိုတီးတော့တယ်။ကိုယ့်ကိုဘာကောင်မှန်းလားမတိတာ။ဟိုမောင်ဆုံးပြောမှာပဲမြန်မာနိုင်ငံကြီး င်းတော့ရက်ပတ်မဟုတ်ဘူးနော်ရွာလေးတရွာမဟုတ်ဘူးနော်မြန်မာနိုင်ငံမတင်ကြအောင်လားကစွမ်းဆောင်နိုင်ငံအစွမ်းအစရှိနေတယ်တဲ့ဟာငဲတဲ့အစင်တန်းကကွာငါကြီးရဲ့တဘောတဘာဝကိုသူနားမလည်တာရေပြီးတော့စစ်ရဲ့တဘောတဘာဝကိုသူနားမလည်တာရေအဲဘယ်နေရာနားမလည်တာလဲမင်းဒီဗီဒီယိုဖိုင်မှာ၃ခါရှိပြီနော် နားမလည်ဘူးပဲပြောတယ်ဘယ်နေရာကိုငါနားမလည်တာဟုတ်ဗျာဟိုအာအေးကြောင့်ဆိုမနေရတယ်လို့အဲ့ဒီ PDF လက်နဲ့ကန်နေရလဲပဲဟိုခွပြွက်ပြပြေးနေရတာရှိတယ်ဆိုတော့ငစီတို့ကကြာတော့သူကအဲ့အဲ့ဒီစကားကိုမင်းဘာနဲ့တက်တယ်ဗျာ ငါကြောင့်အေးချမ်းစွာမနေရဘူးဆိုတဲ့ပြည်သူတွေငါကြောင့်ခွင့်ပြုဝတ်ပြီးပြည်နေဆိုပြည်ပြည်တွေဒီစကားနှစ်ခုမပါနဲ့တက်တိပြပြည်ချင်းနဲ့အတိပေါ်ပေါ်ကျွန်တော်ပြည်ချင်းနဲ့ကျွန်တော်ရဲ့လိလရတဲ့ကျွန်တော်လိလထားတဲ့အချက်ရဲ့ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကျွန်တော်ချပြချင်တယ်ခင်ဗျားတို့မဝင်ပါတော့နဲ့ပြည်သူတွေပြည်သူတွေဝင်ပါပြီဆိုခင်ဗျားတို့အများကြီးဒုက္ခရောက်နိုင်တယ်အဲ့ဒီအတွက်ကရပ်ပေးပါပြီးတော့အဲ့ဒီဟိုထောက်ကိုတွေကိုသွားပတ်စပေးမနေနဲ့ခင်ဗျားတို့အတွက်ဒါတကယ်ကျွန်တော်ပြောချင်တာဟိုဘက်ကလှုပ်ချင်ရယ်လွယ်လွယ်လေးရဲ့လှုပ်လို့ရတယ် ဒါပေမဲ့ခမားတို့တောင်းတဲ့တိုင်းပြည်ကြီးခုလုံးကပြည့်စည်သွားတော့ခမားတို့မလုပ်ချင်ဘူးဆိုရင်တော့ဒါမလုပ်သင့်ဘူးဒါဒီကျွန်တော်ကခမားတို့တုံလိုင်းကိုတိုက်ခိုက်တာမဟုတ်ဘူးအများပြည့်ဖြစ်စည်းခဲ့တယ်လက်ရှိတဲ့ဒီလိုမျိုးစည်ရင်မဟုတ်တဲ့ပြည့်နှက်တွေကိုဘုံတွေကျပြည့်စည်းတက်ပြတ်နေတဲ့လူကိုနင်အပြစ်မပြောဘဲနဲ့မတားစည်းနဲ့မခံနိုင်တော့ပြန်လဲခုခံတော်လှန်နေတဲ့လူတွေကိုအပြစ်ဆိုတာနင်ချက်စရာကောင်းမလို့မစ္စကားကြီးရမစ္စကားကမတွေးကြည့်ဘူးလားမဟုတ်ဘူးတွေးကြည့်ပါလေမတိတယ်မင်းမတိတာမဟုတ်ရအောင်။နော်ပြည်တွင်းကောင်တွေမတိဘူးဆိုတော့ငါလက်ခံပေးမယ်။ဘောဆောက်ပေးနေဘူးလို့။မင်းမတိဘူးဆိုတာမဖြစ်နိုင်ဘူး။မင်းတိရတာနဲ့ပြောတာ။ကိုယ့်ကိုလက်ပြန်လို့လား။ကိုယ့်ကိုမချက်ဘူးလားမလဲ န်ဖို့ရှိအောင်ပြင်ဆင်ပါဘာလို့ခုလဲအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်လော်ဘီဖင်လန်မောင်ဆိုးကထောက်ပို့ကိုစီကြောင်းမြန်မာပြည်ကြီးပြက်စီရတဲ့အကြောင်းအခြေအမြင့်မရှိဆွဆွဲလာသည့်အတွက်ကိုစီကပြန်လဲတုံ့ပြန်လိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားခဲ့ကြပါဦးခင်ဗျာဒီသူတယောက်အနေနဲ့ကျွန်တော်လုံနိုင်တဲ့နေရာပါဝင်ထားတယ်ကျွန်တော်ကနိုင်ငံရေးကိုတိပါတယ်တတ်ပါတယ်ငါနိုင်ငံရေးကုလူကြီးပါလို့ကျွန်တော်ပြောဘူးပါကျွန်တော်ပထမမှပြောဘူးနော်ကျွန်တော်တာမန်တွေကပြည်သူတွေကပြည်သူတယောက်ပဲနိုင်ငံရေးတမားကျွန်တော်မဟုတ်ပါဘူးနော်ဆက်ပြောပါ တော့စစ်ရေးလည်းနားလည်မဲ့ပုံမပေါ်သလိုနိုင်ငံရေးလည်းနားလည်မဲ့ပုံမပေါ်ပါဘူးဒါသူ့တိုက်ခိုက်တာမဟုတ်ဘူးတိုက်ခိုက်တာမဟုတ်ပုတ်ခတ်တာပေါ့နော်တိုက်ခိုက်တယ်လို့မြင်နေဆိုတော့မောင်စုဆဲလို့ရပါလိမ့်မစိအဲ့တော့တန်နယ်လေးကဒီကအရှုံးမင်းအမျိုးတော့တယောက်ကလည်းပဲငင်းညာရေးရောက်တဲ့တစ်ခုနဲ့ဒါအပါဝင်ပတ်သက်နေတာပြတ်တယောက်ပါလဲပဲကျွန်တော်တို့အိမ်ကြီးကြီးနိုင်ငံဖြစ်တဲ့ပဲတန်းပြီကိုငင်းရစေချင်တဲ့တယောက်ရဲ့စီးပွားရေးအကြောင်းအရာအမျိုးဆုံးပေါ့နိုင်ငံစီးပွားရေးအကျိုးကြောင့်ဆိုပြီးဒါကျွန်တော်တို့နိုင်ငံမှာဒါဒီ ဟုတ်တယ်ပေါ့ဒီစစ်ပွဲတွေရှိနေဆိုလောက်လို့မရအောင်ဆိုတော့ तू အားတယောက်ကထားဝင်မြင်နေပေါ့ဗျာဒါပေမဲ့ငစင်ကပြောတဲ့စကားတွေကတယောက်ကိုအားကုတယ်လို့ပြောတယ်ဟိုအထင်းလောက်ပြီးမှဒီတင်းနယ်လေးကိုဖိအားပေးတဲ့ဘာညာဆိုတော့စကားဒါတွေကဒီစောက်တုံမကြတဲ့နိုင်ငံရေးသမားတွေပြောတာကျွန်တော်ပြောငစင်ကိုပြောတာပေါ့ဟုတ်တယ်အဲ့ဒါဆိုရင်မင်းအောင်မရစောက်တုံမကြတဲ့နိုင်ငံရေးသမားပေါ့ဟမ်အမောင်စိုးလက်နိုင်ငံရေးသမားကြီးဆိုနေရမင်းအောင်မရအဲ့ဒါအဲ့စကားပြောထားတာ တရုတ်နိုင်ငံရဲ့ကူညီပေးမှုကြောင့်မင်းအောင်နိုင်ငံ MN MND ရဲ့လာချိုးကိုပြန်ပေးတဲ့ကာလမှာမင်းအောင်နိုင်ငံကလည်းပြောခဲ့တာလေပြင့်ပြနေလားဟမ်တရုတ်ကိုအပြစ်မတင်ဘူးအဲ့ဒါမင်းအောင်နိုင်ငံပြောတာလားငါပြောတာမဟုတ်ဘူးဟာအဲ့ဆိုရင်မင်းအောင်နိုင်ငံစက်သုံးပြကြလေကောင်ဟောမင်းပြောတာမှန်တယ်ကွာအဲ့ဒါဆိုဘာဖြစ်မလဲနော်ပြော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 ဩမင်းကတော့ဆိုကြတော့ဟင်းငါ့ကိုနာမည်တက်ပြီးတော့မင်းအောင်နိုင်ငံဆိုတာပဲ Okay 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 ဟုတ်တော့ဒါပေမဲ့ကျွန်တော်ကျန်တဲ့ကောင်လေးကိုပြောတာပါဟိုအသက်ကကြီးွားပြီနိုင်ငံရေးကိုအခုဒီတို့ရဲ့အစွဲတွေကဟိုတတ်မတော်မုံကြီးရမယ် အဲသူတို့ကဝရမ်းပြေဘဝနဲ့လွမြောက်ခြင်းနဲ့တဘောမှာရှိတယ်အဲ့ဒီပုံကိုကြီးရတယ်ဒါကျွန်တော်ပုံပွေလေးလေးပြောချင်တာအဲ့တော့ငစီကပြောလိုက်တဲ့စကားတွေကဟိုအထင်ပေါ်ပါတတ်မတော်ကသွားပြီးတော့နေပါပါဖားတယ်ပေါ့ဘာညာခွိကွာပေါ့မဟုတ်ဘူးတင်းနယ်လေးကတပုံးကျော်တို့ကသိတယ်မြန်မာရဲ့စစ်ထူအားကဘာတွေဖြစ်လာနိုင်လဲဆိုတာကိုသူတို့ဒီဟိုဘာလဲပလောင်လက်နဲ့ကိုင်းနေပေါ့တင်းနယ်လေးကအမျိုးပြတ်သွားနိုင်တယ်ဆိုတာဒါတပုံးကျော်တို့ကကောင်းကောင်းသိပြီဒါ အဲ့ဒီအတွက်ကဒီကောင်ကြီးကဆက်ပြီးတိုက်နေမယ်ဆိုရင်ဘုံမပြတ်မှာဆိုတော့သိတယ်အဲ့ဒီအတွက်ကဒီကောင်ကြီးကမဖြစ်မနေစုပ်ပြီးဟိုငင်းညာရေကိုတဘောကိုတူလိုက်တာနော်ဒါပရမကြီးလည်းမဟုတ်ငင်းညာရေအဲ့တော့ဒီကောင်ကြီးကကိုယ်နိုင်မဲ့ထင်တဲ့အရာတွေအလုံးကိုသူကဟုတ်လိုက်ပြီထင်တာဒါပေမဲ့နောက်ပိဆုံးမှာတက်မတော်ကဝင်တိုက်တဲ့အတွက်ကသူတို့မှာပြည့်စရာလမ်းတော့မရှိတော့နော်တရုတ်ကလည်းပဲဒီကောင်ကြီးကိုဒီအထောက်ဟိုအထောက်ကူပြုတ်လဲပေါ့နော်စစ်လက်နဲ့ပဲပြောပြော ဒီရိတ်ခါပဲပြောပြောပေါ့နော်အားလုံးကိုပိတ်ဆို့လိုက်တဲ့အတွက်ကဒီကောင်ဒီမှာအားမရှိတော့ဘဝကိုလည်းဒါမထောက်ဟိုထောက်ပံ့မှုမပေးတော့အဲ့ဒီမှာတရားနေလာတိုင်ပတ်တယ်မောင်ခွေတရားအဲ့ဒီကတိတော်ညနှစ်ခုစစ်စစ်ရင်းမှာအင်အားတွေတိုးလာတယ်အားလုံးကိုတင်းထားတဲ့မြို့က12မြို့ရှိတယ် နော်ဆက်လက်မြို့ထဲမှာအခုမင်းတို့စစ်တပ်ကို TNN ပြန်လွှဲပေးတာပေါ့တိုက်တယ်ပဲနောင်ချိုတိုက်တယ်ပဲထားပေါ့တိုက်တယ်ပဲနောင်ချိုကတော့တိုက်သွားတာမဟုတ်ပါဘူးနော်ဆုတ်ပေးလိုက်တာပဲမင်းတို့လည်းတိတယ်တိုက်တော့အားလုံးဘယ်နှမြို့လဲနားနားမြို့ပဲနော် TNN ကလက်ရှိ9မြို့ပိုက်ထားတယ်မင်းတို့စစ်တပ်မှာပါဝါရှိတယ်ဆိုရင်အဲ့ဒီ9မြို့နဲ့မင်းတို့စစ်တပ်ကတင်းတိမ်နေမှာ TNN နဲ့ဒီတရုတ်မှာစစ်တပ်နဲ့ဆွေးနွေးတာဘယ်နှကြိတ်လဲတစ်ချိန်တစ်ချိန်ဆွေးနွေးတာမဟုတ်ဘူးနော်တေချာလေးလား ကုံခဲ့တဲ့လာပေါင်းများစွာတဲကဆွေးနေနေတာမင်းတို့စစ်တပ်ကကုံခဲ့တဲ့လာပေါင်းများစွာတဲက TNNC ကနေမြေတွေကိုပြတ်တောင်းနေတာမင်းအဲ့အဲ့လူတွေမင်းကြည့်ငါပြောတာမှားရင်လာခဲ့လားနော်တစ်ချက်နောက်တစ်ချက်ကဗထုတာဘုံကြောက်ကိုလည်းဘယ်လိုပြောထားလဲတရုတ်ကဖိအားကြောက်ဆိုတာထည့်ပြောထားတယ်လေလက်ရှိတရုတ်ဟာမြမအရင်မှမိသားတစ်ဖက်ရင်ဖို့တစ်ဖက်ခိုင်းထားတာမင်းတို့စစ်တပ်ကိုထောက်ခံတယ်ဆိုပေမဲ့စစ်တပ်ကိုတရားရရနော်အပြစ်တရုတ်ကထောက်ခံတာမထောက်ခံဘူးနော်တော်လိုက်အဲ့ဘက်ကသူတို့ရဲ့လက်နက်ကင်ဖွဲ့တွေကိုလည်း တန်ဖိုးပေးထားတယ်လိုအပ်ကြုံတယ်လိုအပ်ဖွာတယ်စစ်တပ်ကလည်းလိုအပ်ကြုံတယ်လိုအပ်ဖွာတယ်ဒီပုံစံကစားနေတာမင်းတို့ကမသိကြမဟုတ်ဘူးလေအဲ့တော့ငါပြောတဲ့အချိန်မှာမှားလာမင်းတို့စစ်တပ်ကတရုတ်ကိုတွားဖားပြီးတော့လာချိုးမျိုးကြီးကိုပြန်တောင်းခဲ့ပြီးသွားပြီလေဒါအောင်မင်းအောင်လိုက်ကိုယ်တိုင်ထုတ်ပြောဝင်ခံထားပြီးသွားပြီလေဟမ်ငါစီပြောတဲ့စကားမှားတယ်ဘယ်နေရာမှားတယ်ငါပြောတာပြန်စမ်းမင်းတို့စစ်တပ်ကတရုတ်ကိုမကြောက်ကြဘူးလားဟမ်တရုတ်ကဂူနီနဲ့အဲ့မြောက်ပိုင်းတုံးဖို့ရအဲ့ဆိုရင်ကဲဝိုင်းဒီရခိုင်တို့ဘာတို့မှာပြန်တောင်းကြည့်ပြီ ဝင်ခံပါအောင်ဆိုဘာလို့မင်းလည်းသိနေတဲ့ဟာကြီးအမှန်တရားအဲ့လိုမလုပ်ပါဘူးဟုတ်လားမင်းတို့ကိုယ့်ကိုတန်ဖိုးရှိတဲ့လူတို့တတ်မှတ်တယ်ဆိုရင်ငါပြောသလိုပဲမင်းတို့ဘောမတွေထဲမှာတော့ပြည်တွင်းဘောမနဲ့ပြည်ပဘောမကခွဲခြားထားတယ်မင်းတို့ပြည်ပဘောမတွေကိုငါတို့ဘယ်လိုပြောမလဲအစ်စ်တစ်ခုနေရာမှာတတ်မှတ်ပြီးတော့တန်ဖိုးထားတယ်နော်အဲ့တန်ဖိုးရှိတဲ့နေရာမှာနေပါခုံမချနဲ့မင်းကအဲ့လိုပြောချင်တယ်ဟုတ်လားကျွန်တော်လက်စီပြောတဲ့စကားတွေကသူကနိုင်ငံရေးကိုနားမလဲတာလေ ။နောက်နည်းနည်းအခု main video စတဲ့ကနစီကနိုင်ငံရေးနားမလဲဘူးစီရင်နားမလဲဘူးပြောခံတယ်။ဘယ်နေရာနားမလဲတာလဲ။ဘယ်နေရာမှားတယ်။ငါဖြစ်ချင်တာလေ။ငါပြောလိုက်တဲ့စကားတခုဘယ်နေရာဘလို့မှားတယ်။အမှန်ကဒါအဲ့လိုရှင်းပြမလို့လို့ချင်တာ။တကယ်အဲ့ဒါဆိုဒါဒါငါငါတို့တင်စရာမြင်စရာလို့တတ်မှတ်လို့ရတယ်။ဒါကိုယ်ကိုဝေဖန်ပေးတယ်နော်အဲ့လိုလိုဝင်မှာမှားတယ်ဆိုတိုင်းဘယ်နေရာမှားတာကိုမပြောနိုင်မင်းပြောချင်တာရှောက်ပြီးလဲသွားတယ်ဆိုရင်တော့ဒါမှားတယ်လို့ပြောလို့မရဘူးဟုတ်တယ်မလားမင်းကမင်းပုတ်ခတ်တာလို့ပဲတတ်မှတ်လို့ရတယ်နော်ဆက်ပြော င်ငါရဲ့ချစ်တီရင်နဲ့နိုင်ငံရဲ့တသမာရဲ့အတိတ်ပဲကဘာလဲဆိုတော့ तू နားမလဲတာအဲကြောင့်မစီကစကားကိုပြောလိုက်ရင် तू ကဟိုတင်းပေါ့ကြီးကြီးကျယ်ကျယ်ကြီးပြောတယ်ဒါပေမဲ့နိုင်ငံရဲ့ချစ်တီနဲ့နိုင်ငံရဲ့ဟိုတန်တမာရင်ဟိုနေဖြစ်လာဆိုတော့ကဲမင်းကမင်းပဲတရုတ်ကမင်းအောင်လှိုင်ဆိုတဲ့ပုံကုတ်ကြောင့်မင်းအောင်လှိုင်ကိုလက်ခံပြီးတော့ထောက်ကျွန်တော်နောက်ခံပေးထားတာလားအာနာသိန်းစစ်ကောင်းဆောင်ဖို့လို့ကျွန်တော်နောက်ခံပေးထားတာလားဟမ်မင်းအလားလေးမကြည့်ဘူးလားနော် တကယ်တမ်းကျတော့အဲ့ငစီတို့လူမျိုးပုံကူတွေကြောင့်ကျွန်တော်တို့နိုင်ငံကြီးကတည်ငြိမ်အေးချမ်းမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ထိုင်းနိုင်ငံမျိုးကမှနေပြီးအတောက်ကိုလောက်တဲ့အစင်းလောက်နဲ့ဟာဒါဆိုမြန်မာနိုင်ငံကြီးမတည်ငြိမ်အောင်လုပ်နိုင်တဲ့အစွမ်းအားကျွန်တော်မှရှိတယ်ပေါ့။ဟာဆော့ပြုံးနေတဲ့နဲ့အစွမ်းအားဆော့ဘူး။အခုမှပဲကိုယ့်ကိုတီးတော့တယ်။ကိုယ့်ကိုဘာကောင်မှန်းလားအောင်မတည်တာ။ဟိုမောင်စိုးပြောမှပဲမြန်မာနိုင်ငံကြီးတော့ရက်ပတ်မဟုတ်ဘူးနော်။ရွာလေးတစ်ရွာမဟုတ်ဘူးနော်။မြန်မာနိုင်ငံကြီးမတည်ငြိမ်အောင်ပါဆွမ်းဆောင်နိုင်တဲ့အစွမ်းအားရှိနေတယ်တဲ့။ဟာတဲ့တဲ့အစင်အတန်းတော့ကွာ။ ပါဝါတွေကြီးကြိုက်တာဟမ်ကိုကိုအဲ့လိုဖြစ်မှာမတည်ဘူးကွာကပြောပြောဟုတ်နေဟိုအတင်းမအထောက်ပံ့လုပ်ပေးတဲ့ဒီဟို PDF တွေကိုပြဿနာကောက်ပြီးနေဘာညာအဲ့လောက်အစင်းနေတော့ဒါကမဖြစ်နိုင်ဘူးကွာဒါပေမဲ့သူကဒီဟိုနိုင်ငံရေးကိုနိုင်ငံရေးရတဘောတဘာဘောက်သူနားမလဲတာရေပြောစစ်ရတဘောတဘာဘောက်သူနားမလဲတာရေဘယ်နေရာနားမလဲတာလဲမင်းဒီဗီဒီယိုဖိုင်မှာတုံးခါရှိပြီနော်နားမလဲဘူးပြောဘယ်နေရာကိုငါနားမလဲတာဟုတ်ပြာငါတို့ကငါတို့ကစကားတစ်ခုပြောမယ်ဆိုရင်အဖြေနဲ့အပြောနဲ့တခါလဲရှင်းသွင်းထားတယ်အခုမင်းဒီဗီဒီယိုဖိုင်မှာမင်းတုံးချိန်ရှိပြီ နားမလဲဘူးပြောခိုင်းနေတာဘယ်နေရာနားမလဲလဲခုနိမင်းမပါသေးဘူးနော်စပြောက်အဲ့တော့ငစီကြောင်နဲ့ငစီတို့အာချောင်မှုတွေကြောင်ငစီတို့ဟိုတင်းလောက်ကြောက်တဲ့ဒီပြည်လူတွေပေါ့နော် sorry ဒီပြည်လူတွေကလည်းဟိုအာအီးချမ်းစွာမနေရတယ်လို့အဲ့ဒီ PDF လက်နဲ့ကန်တွေကလည်းပဲဟိုခွေးပြည်ဝက်ပြည်ပြေးနေရတာရှိတယ်ဆိုတော့ငစီတို့ကကြတော့သူတို့ကအဲ့အဲ့ဒီစကားကိုပြပါတတ်တယ်ဗျငါချောင်အီးချမ်းစွာမနေရဘူးဆိုတဲ့ပြည်သူတွေငါချောင်ခွေးပြည်ဝက်ပြည်ပြေးနေရဆိုတော့ PDF ဒီစကားနှစ်ခုကိုပြပါတတ်တယ်ဗျ ဒီဘယ်လိုပြောရမလဲဒီပွဲတာသူတို့တွေမလဲဆိုအန်ယူဂျီနဲ့အဲ့ဒီဟို PDF တွေထောက်ခံနေတဲ့အန်ယူကိုထောက်ခံနေတဲ့အလူမင်ပြီးတဲ့ကောင်တွေကဘဝပျက်စီးအဲ့တော့သူတို့ဒီဒီပွဲနိုင်ဝိုင်းရောဒီပွဲနိုင်ဝိုင်းရောထည့်ပြောလို့ကမင်းတစ်ဖက်တည်းမပြောနိုင်ဘူးငါတို့ဘက်ကနိုင်ဝိုင်းရောအဲ့စကားဆိုတာတစ်ဖက်တည်းပြောလို့မရနှစ်ဖက်ပြောရတယ်စစ်ပွဲကိုရှုံးလို့မရဒါပေမဲ့စစ်ပွဲရှုံးလို့မရဘူးဒါပေမဲ့သူတို့ကဒီလိုတန်တန်တိတ်တာချထားပေမဲ့လည်းပဲတကယ်မြေပြင်မှာသူတို့တွေကခံနေရတယ်မဟုတ်ဝင်လေပြောဆိုဟို ဒီသူတို့ကဒီကွာ20 23 24တိကသူတို့ကလုံးဝအင်အားတောက်ခဲ့ပြီးမှတမတော်ကြီးကိုသူကတော်တော်လေးဖြူခွဲနိုင်ခဲ့တယ်တို့ဘီမဲ့ဒီနေ့ဒီချိန်မှာတမတော်ကပြန်ပြီးချင်းမှုအော်ပါချင်းမုံနေတာကိုဒီလက်နက်ကန်ကြီးကခံနေရတယ်နော်ဟိုအသိကျွေးနေပြီဗျာဒါကျွန်တော်ပြောချင်တာကဒီလူဒီလိုဟိုဝရမ်းကြီးတွေကပေါင်းပြီးတော့နေမှာမြောက်ပေးနေတာတို့အထောက်ကိုလှုပ်တဲ့ဆူတဲ့ကောင်တွေကမြောက်ပေးနေတာတို့ကဒါရီကလုံးဝကိုအစင်မပြေဘူးလို့ကျွန်တော်တို့သုံးသပ်တယ်ဘာဖြစ် ်ပုံမြောက်ပေးတယ်ဆိုရင်ကွာငါတို့မြောက်ပေးလို့လောက်ပါတယ်ဆိုတဲ့တော်လှန်ရေးနှမတယောက်တော့ပြားလို့ငါတို့အပြည့်အစိတ်ပေါ်ထားတယ်နော်ကိုစီတို့မြောက်ပေးလို့ငါတို့တော်လှန်ရေးလုပ်နေရပါတယ်ဆိုတဲ့တော်လှန်ရေးမှာပါဝင်တဲ့လူတယောက်တော့ရှိပြပါလို့အဲ့လိုမျိုးငါစကားနှွားရပြောချင်တိုင်းပြောတာဒါမင်းတို့ရဲ့အစ်စင်ပါဘာမို့ဆိုတော့ငါပြောချင်လို့ပြည်မဘောမနဲ့ပြည်သူဘောမငါတို့ standard ခွဲပေးထားတယ်ဒါပေမဲ့မင်းတို့ကြည့်ရတာကအခုကြည့်ရတာလေပြင်းနေပြည်တဲ့ကောင်တွေနဲ့တိတ်မထူးမချမ်းသာဖြစ်နေပြည်တဲ့ကောင်တွေပါဆိုတာမသိပါနဲ့ဟမ်မင်းတို့ကိုယ်တိုင်တော့လက်ဆက်ကန်ထိတယ်မလားနဲ့ တော့ပြည်တွင်းမှာရှိတဲ့မင်းတို့ဘောမှနေဘာကိုဘလို့အဆင့်အတန်းနေဆိုတာငါပြောစရာမင်းတီးဆုံးအဲ့တော့မင်းရဲ့အခုအနေထားလေအဲ့ဒီကောင်လေး level ဖြစ်နေပြီနော်ငါပြစကားကိုပြောချင်တယ်ပြောလို့မရအောင်မဆိုရဲမင်းလည်းသိပါလားနော်ဘယ်နေရာကိုမင်းကကိုနားမလဲဘူးဆိုတာဘယ်နေရာနားမလဲတာပြောကိုစီပြောတဲ့စကားဘယ်နေရာမှာမှားနေတယ်ဘယ်နေရာမှာဟုတ်ပြောအခုကမင်းအားလည်းစီလို့မြောက်ဒါတွေကမင်းတို့ဟိုတစ်ထောင်တည်းကပုံပြနေတယ်လို့မင်းတို့ပြောနေတဲ့စကားတွေအာမင်းတို့မြောက်ပြီးတော့တိုင်းပြည်ကမငင်တတ်တာတို့ BBC လိန်တွေဒီ BOA ညာတွေဒီလိန်တွေကလူတက်တမဘာဖြစ်တာညာတဲ့အဲ့ဒါတွေကလည်းရိုးနေပြီငါတို့တိုင်းပြည်မှာ เนาะအဲ့ဒီအပွက်နဲ့နည်းနည်းကောင်းတဲ့အပွက်လေးတစ်ခွက်လောက်နဲ့ထပ်ပြတ်เนาะတို့လဲဆိုတော့ပန်းဒီကိုပို့ပြီးတော့နေမှာပြည်သူကိုမျက်နှာမကြည့်ပဲတော့ဒီနေ့တို့ဘာပြောရွာတွေကိုဘုံကျဲတယ်ရွာတွေဘုံကျဲတယ်ပြစ်စိတ်တွေဟိုမင်းတို့ကောင်းတွေကိုငါပြောလိုက်မယ်ဟဲ့အောင်ဘုကအဖေကျွေးနေတာ အဲ့ဒီရွာမှာမိ PDF ထောက်ခံပြီးလက်ခံထားတယ်မဟုတ် PDF ဘယ်လိုပုံစံပုံပြီးရှင်းနေတာတကယ်အဲ့ဒီရွာထဲမှာခင်ဗျားတို့လုံးဝ PDF တော့ငါတို့အရက်သားတွေဒုက္ခရောက်မယ်ဆိုပထမဆုံး PDF လေကိုကိုတွန်တိုင်းလို့ခံယူထားရဆိုအဲ့ဒီရွာမှာမနေသင့်ဘူးဟာဟာဆက်နေဆက်နေအ PDF ကဘယ်ရလာမင်းတို့စစ်ပါနေဆိုတာစစ်တပ်ကတီးတန်းကိုလက်နက်ကင်ဖွဲ့ဆိုပြီးတော့เนาะ institution တစ်ခုတိဆောက်လာပြီးတော့တောက်ချောက်လာတယ် PDF တွေကိုရွာထဲမှာနေလို့ပြဆို PDF တွေကဘယ်ရလာမှာမဟုတ် PDF တွေအဲ့ရွာသားတွေလေသူ့ရွာသားတွေ တူရောင်းလာတယ်တူရောင်းမှာတူနေမှာပေါ့မင်းတို့စစ်တပ်ရဲ့အနိုင်ကျင့်မှုကိုမခံနိုင်လို့ပြန်ချတဲ့ပြည်သူတွေလေအဲ့တော့တို့ရအစတည်းကဒီရွာမှာမွေးဒီရွာမှာကြီးတဲ့လူတွေဖြစ်တဲ့အတွက်တို့အဲ့ဒီရွာမှာရှိတာမထူးဆန်းဘူးရှင်းရှင်းလေးထူးဆန်းတာကဘာလဲဒီရွာမှာ PDF တွေရှိတယ်လို့ပြည်သူတွေလည်းရှိတယ်အဲ့တော့ရှင်းရှင်းပြောမယ်ဆိုရင် PDF ရှိတာကလူ400မှာ PDF ထံကုန်ရှိ40တော့မရှိဘူး20လောက်ပဲဘာဖြစ်လို့လဲအဲ့ရွာတရွာမှာအင်ဂျင်200ရှိတယ်ထားကိုင်းတဲ့ကျင်းတဲ့အရာအနည်းဆုံးတအိမ်ကိုလူ100ရှိတယ်ကွာ နောက်ပါခုမြေမှာရှင်းပြမယ်နောက်ကလေးတော်လူတော့ပြဆိုတော့အိမ်တိုင်ကိုလူ200ရှိရင်အိမ်200ဆိုရင်လူ400ရှိတယ်အဲ့ဒီလူ400ထဲမှာမင်းတို့စစ်ဘက်ကိုမခံနိုင်လို့လက်နက်ကင်ပြီးတော့ထွက်ပစ်တဲ့လူကခံကုန်ရှိအယောက်20ပဲပေါ့ဟုတ်တယ်နော်အဲ့တော့အဲ့ဒီအယောက်20ရှိတဲ့အကြောင်းပြချက်နဲ့အဲ့ဒီလူကိုဘုံကျဲတဲ့လှုပ်ရက်ကလှုပ်တင်တာမလှုပ်တင်ဘူးလားဘာဖြစ်လို့မလှုပ်တင်လဲဆိုတော့နိုင်ငံတစ်ခုကိုကိုးစားပြုတဲ့တတ်မှတ်တော်ဆိုရင်အဲ့ဒီလူနေရာမျိုးဘုံကျဲတင်တာမကျဲတင်ဘူးလားမင်းလည်းစဉ်းစားကြပါလေမင်းကောင်းတော့မှအုံအောင်ရှိတယ်မလားစဉ်းစားလေး ဒီရွာတဲ့မဟုတ်ဘူးနဲ့ပြောတဲ့စကားကြီးကမင်းဘယ်မှလာပြီးကြလားဒီရွာသားတွေလေဒီရွာမှာမွေးဒီရွာမှာကြီးတဲ့လူတွေအဲ့ဒီဒီရဲ့မက်ကတဲ့အာနာမတိုင်းကြီးကကြီးသူတွေအဲ့တော့မင်းတို့ကပါတယ်တိုင်းပြည်ကိုပြည်ထနာရှာအာနာသိမ်းတဲ့လူကိုအပြစ်ပြောရမယ့်ဟာကိုမပြောဘဲနဲ့ပြည်ထနာရှာအာနာသိမ်းပြီးအကျန်းထက်နေလို့မခံနိုင်လို့ပြန်ချတဲ့လူကိုမင်းတို့ကအပြစ်ပြောတယ်ဆိုတော့မင်းတို့ပြောတဲ့စကားကြီးတရားမျှတမှုရှိလားမရှိဘူးလားမင်းတို့ကိုယ်ကိုရှက်ပါကွာနော်မင်းနဲ့နိုင်ငံကအမြင်ရှိပါလေမောင်စိုးရဲ့နော်အဲ့လိုလေးပဲပြောချင်တယ်ဟဲ့လားစပြော ရွာသားတွေကလည်းဒီကောင်တွေကိုလုံးဝလက်မခံသိဘူးခင်ဗျားတို့လက်ခံနိုင်ရတဲ့နောက်ပိုင်းမှာတုံ့ပြန်ရမယ်ပြဿနာဘောင်းဆုံးတွေအများကြီးရှိတယ်အဲ့တော့ဘာလို့လီနဲ့ဝင်တိုက်တာတို့လက်နဲ့ကျင်ဝင်တတ်ထုတ်တယ်ဆိုရင်လည်းခင်ဗျားတို့အယတ်သားပြည်သူလူထုကဟုတ်လားဖြစ်တယ်ပြီးတော့ခင်ဗျားရွာကမထွက်ပြေးဘူးဆိုရင်လည်းအတွက်ပြည့်တဲ့မထွက်ပြေးဘူးဆိုအဲ့ဒီလူကဒလန်လို့ပြောတယ်ထွက်ပြေးတော့လဲသက်မတော်ကမြင်တာဟာဒီဟိုဒီပြောအဲ့တော့ကျွန်တော်ပြောချင်တာဘာလဲဆိုခင်ဗျားတို့နားလည်ရမှာတခုရှိတာဒီဒီတော်လန်ကြီးဆိုတာဥကျုံသွားပြီးဘဝပြတ်သွားပြီးအောင်မြင်မှာမဟုတ်ဘူးအဲ့တော့မုံမုံမုံတော်လန်ကြီးအောင်မြင်တာမအောင်မြင်ဘူးမင်းတို့နဲ့မဆိုင် ဘေးနဲ့တော်လိုင်းကိုအားပေးတဲ့လူတယောက်မဟုတ်ဘူး။ကိုကြီးနေတဲ့လူတယောက်လည်းမဟုတ်ဘူး။တော်လိုင်းရင်အောင်လည်းမအောင်ဘူးဆိုတော့ငါတို့တော်လိုင်းလုံနေတဲ့လူတွေပဲဆိုင်။ဒါပေမဲ့မင်းရှင်းမှာပြောခဲ့တဲ့စကား။နော်လေနဲ့ဘုံချဲခံရမှာလို့မင်းတို့ကိုကိုတိုင်းပြည်ကိုကာဝယ်စောင့်ရှောက်တဲ့တပ်မတော်လို့ခံယူတိုင်းပြည်သူအများစုရှိတဲ့နေရာကိုလေနဲ့ဘုံချဲတင်လားမချဲတင်ဘူးလား။မင်းအဲ့ဒါလေးပဲဖြစ်။ရှင်းကြည့်လေ။ဟုတ်တယ်နော်။ဒီ PDF တွေကတော့ UI တွေမှာရှိမှာပဲ။ဘာဖြစ်လို့လဲ PDF နဲ့တည်းမြတ်ကအဲ့ဒီ UI တွေကနေပြည်သူတွေဒီ UI မှာကိုယ်ဒီ UI မှာကြီးတဲ့လူတွေ အဲ့တော့မင်းပြောသလိုအိပ်ရွာသားတွေကဒီတို့မလာနဲ့လို့မောင်းဖို့စရာအကြောင်းမရှိဘူး။ဘာဖြစ်လို့တို့လည်းရွာသားမယ်။နော်မခံနိုင်လို့အသက်ဆုံးပြီးတော့တို့ကထွက်တိုက်ကြတယ်။ဘယ်သူမှတိုက်ချင်လို့တိုက်တာမဟုတ်ဘူး။အဲ့ဒီအတွက်ရွာတွေမှာ PDF ရှိတာမဆိုင်ဘာဖြစ်လို့တီတူဒီ PDF PDF ပြီးပြီးသူအတူတူပဲပြီးသူနဲ့ပြီးတယ်။မင်းတို့မခွဲထုတ်နဲ့။စိုက်ဝါထဲဖို့အတွက်ပြီးသူစိုက်ဝါထဲဖို့အတွက်တော်လန်ရင်းနဲ့ PDF ကိုခွဲထုတ်တယ်မလားမင်းတို့။ခွဲထုတ်လို့မရဘူး။ဘာဖြစ်လို့ပြီးသူက PDF ဆိုတာဘယ်သူပြီးတယ်။ပြီးသူတွေကပကတိရှိတယ်ရလေ။ ပြည်သူတွေအာဏာမသိရင်ကိုယ့်လုပ်ကိုလုပ်နေတယ်ဘီလက်ကောင်ကဘီလက်ထိုးနေတဲ့ကလေးလေးကြောင်းတက်နေတဲ့ကလေးလေးအလုံးလုံးနေတဲ့ကလေးလေးမိမအောင်ရှာကျွေးနေတဲ့လူတွေတော့ရဟန်းပြုနေတဲ့ကိုယ်စင်တွေအာဆီယံဝင်တွေဒေါက်တာတွေကျောင်းဆရာတွေဆရာမတွေစတဲ့ဖြင့်ခါနေရပေါင်းဆောင်မှာကိုယ့်ဘဝအတက်မွေးဝမ်းကြောင်းကြောင်းပြီးတော့အေးချမ်းစွာနေလာခဲ့တဲ့ပြည်သူတွေအိမ်ပဲလူတက်တခေါမတိုင်းကျင်ထားကောင်တကောင်မပါဘူးမင်းတို့စက်တက်လို့ဟုတ်ပါရဲ့တော့ငါပြောတာမှားရင်ပြောတော့ပါလားအဲ့အဲ့ဒါပဲဒါပေမဲ့အဲ့ဒီပြည်သူတွေဟာမင်းတို့စက်တက်အာနာတိုင်းရချိန်မှာချက်ချက်ချပြီးလက်နက်ကြိုင်တာမဟုတ်ဘူးလေ နော်မင်းတို့စစ်တပ်ကရေးရဲဆက်ဆက်ပြတ်ခတ်တပ်ဖြတ်လာမှလက်နက်ထားကြိုင်တာအဲ့တော့ပြည်သူဒီ PDF ဖြစ်တဲ့အတွက်ရွာမှာရွာတိုင်းမှာ PDF ရှိတာပထူးဆန်းမှုပြည်သူတိုင်းက PDF ရဲ့ဘဝတွေအသက်တွေထိမှကြောက်လို့လာမင်းတို့ငြိမ့်နေတာလွတ်လွတ်လပ်လပ်တော်လှန်ခွင့်ရမယ်ဆိုအဲ့ဒီလူတွေမြင်းမြင်းကြည့်တယ်ဒါမင်းတို့လည်းတိရဟိုင်းလို့ဒီမှာပြည်သူပြည်သားတွေဒီဒီကောင်တွေကိုသွားပြီးခြောက်ခံပြီးဒီကောင်တွေတက်လုံနေဒီဘေးကတော့ခမားတို့ရဲ့ဟိုညှိညာစွာနေထိုင်နေတဲ့ဟိုဒီကြမ်းစွာနေထိုင်နေတဲ့ အရာတော်မျိုးပေါ်ရှိစစ်တပ်၏အမှတ်နှစ်ကိစ္စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားအလုံးထွက်ပြေးသွား၍ခဲယံတချို့တင်စေရရှိစကိုင်းတိုင်းအရာတော်မျိုးပေါ်ရှိအကြမ်းဖက်စစ်တပ်၏အမှတ်နှစ်ကိစ္စခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားအလုံးထွက်ပြေးသွား၍ခဲယံတချို့တင်စေရရှိခဲ့ကြောင်းဒီပေးရင်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည် ယနေ့နိုဝင်ဘာလ9ရက်နေ့နံနက်အစောပိုင်းတွင်အရာတော်မြို့ပေါ်ရှိအကျန်းဖက်စစ်တပ်၏အမှတ်၂ကိတ်စခန်းကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ထို့ထိတွေ့တိုက်ပွဲသည်15မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးကိတ်စခန်းရှိစစ်သားအလုံးစခန်းဆုံးခွာထွက်ပြေးသွားကြောင်းထို့နောက်တော်လန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကကိတ်စခန်းကိုဝင်ရောက်ရှင်းလင်းခဲ့ရာခဲယမ်းအချို့တင်းစေးရရှိခဲ့ကြောင်းသိရှိရသည် ရင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲတော်လန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်စစ်ခွေးအထိခိုက်ရှိတယ်လို့ပဲသိရသေးတယ်လောလောဆယ်တော့တေစရင်မသိရသေးဘူးအရာတော်မျိုးအမှတ်နှစ်စစ်ခွေးကိစ္စခန်းမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ခွေးတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါဟုဒီပဲရင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုသည် အဆိုပါတိုက်ခိုက်မှုကိုအရာတော်မျိုးနယ်ပတ်ကဖာဒီပေးရင်မျိုးနယ်ပတ်ကဖာနှင့်ကြားတင်းနယ်ပြောက်ကြားတပ်ဖွဲ့အုပ်စုအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်လူတွေပြတော့ဒါအလုံးဝမအေးချမ်းဘူးအဲ့တော့ဒီကောင်တွေကိုစကားကိုယုံပြီးအောင်နေပြီအောင်နေပြီလို့ပြောနေလူတွေတွေ့လဲဒါအလုံးဝအတိတ်ပဲမရှိဘူးခဏလေးအတိတ်ပဲမရှိဘူးဆိုအခုနိုဝင်ဘာ29ရက်နေ့မှာထုတ်ပြန်တဲ့ကုလသမဂ္ဂလစ်စင်းရင်မှာမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဟာမင်းအောင်နိုင်နာမည်နဲ့လားဒေါအောင်ဆန်းစုကြည်နဲ့တမနာဦးမင်းမျက်နှာနဲ့လားနော်ကုလသမဂ္ဂရဲ့ ထိုင်ကုန်မှာကုလတက္ကသအမြဲတမ်းကိုယ်စားလှယ်နေရမှာမင်းအောင်လိုက်လှုပ်သွားလှုပ်နှစ်နှစ်တိုင်းသွားလှုပ်နေတယ်မင်းအောင်နိုင်ရဲ့လူလာပြည်သူကိုစားပြုဥကြောင်မို့ထွန်လာအာဆီယံလက်ကျဥက္ကဋ္ဌကွာနောက်ဆိုမင်းအများကြီးပြောဦးနော်တော့ဒါကမ္ဘာနဲ့ဆိုင်နေဆိုကုလတက္ကသအာမြန်မာနဲ့ဆိုင်နေဆိုဒီကိုအိန္ဒိယချင်းဆိုင်နေဆိုအာဆီယံအိန္ဒိယချင်းအဖြစ်တဲ့အာဆီယံအလက်ကျဥက္ကဋ္ဌမြန်မာကြတာတော့မြန်မာကိုပေးလာမပေးသေးနဲ့ကြော်ပလိုက်တယ်ဟုတ်တယ်နော်အာဆီယံအစည်းအဝေးမင်းအောင်နိုင်တက်ဖွင့်ပေးလာပြီးတော့ချင်းအခုမင်းတို့လုပ်မဲ့ရွေးကောက်ပွဲ အဲ့ဒီအစိုးရလက်ထက်ကရွေးကောက်ပွဲစောက်ကြည့်လေ့လာရေးအဖွဲ့ကြီးကဘာကဘလောက်ထိဈေးလွတ်ခဲ့တယ်မသိပါလေအခုလက်ရှိမင်းတို့မင်းအောင်နိုင်ကိုဆယ်လွတ်တာမလွတ်တဲ့အပြင်ဒီရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲလို့နော်ကုလမဆိုင်ရာမြန်မာအနေကိုဆက်လေကိုတိုင်ကသူကိုတိုင်ကထွက်ပြီးပြောထားတယ်ဒီရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲကုလတမကအတွင်းမှုချုပ်နော်ကိုတိုင်ထွက်ပြောထားတယ်ဒီရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးရွေးကောက်ပွဲနော် EU ပြီးလို့ရှိရင်အထက်နိုင်ငံတွေတပေါ်ကြီးပေါ်ကအာဆီယံနဲ့သူတို့ပြောထားတာပဲအဲ့ဒါမင်းတို့နိုင်တယ်ဆိုရင်ဒါတွေမင်းတို့လုပ်ဖြစ်စရာမလိုဘူးလေ မင်းတို့စစ်တပ်ကအာဏာသိမ်းတာနိုင်ဝိုင်းအဲ့ဒါဖြစ်နေကြတာအကြောင်းမရှိဘူးမနိုင်တော့မင်းတို့ဘယ်လိုဖြစ်နေရလဲငါတို့ကမင်းတို့ငါတို့တော်လှန်ရေးနိုင်နေတယ်ဆိုတာအဲ့ဒါကိုကြည့်ပြီးပြောတာငါတို့ကမှအဲ့ဒီအချက်လက်တွေအဲ့ဒီဂိန်းကလေးတွေဒါကပြည်ပြပမှရှိတဲ့တန်တမာရေးကိုပဲမနိုင်ချင်ပြတီတွင်းမှာအခုမင်းတို့စစ်တပ်မင်းပြောရတယ်အပြင်းနေတော့ဘယ်နေရာပြန်ရတယ်တီအန်အန်အေတော်မှနော်ကက်ကမင်းပြောသလိုတရုတ်ကဖိအားမရှိဘူးလားထားဝါထားပေးတယ်ကွာနော်ထားပေးတယ်ကံမင်းလေးကုန်လို့နော်ဒါပေမဲ့တီအန်အန်နေတိုက်ထားတာ၁၂မြို့တော့ဟမ် မင်းတို့အခုအဲ့ဒီမိုးဘုတ်လို့မိုးမိတ်လို့တော့မင်းတို့ပြန်ရမှာအဲ့ဒါတွေပြန်ရအောင်မှာမင်းတို့ငါးမျိုးပဲရှိသေးတယ်ဟမ်အဲ့ဒါပြန်ရအောင်မှာနော်အခုမင်းတို့လည်းသဘောတူစာချုပ်မှာဂျန်နခုနှစ်မျိုးမင်းတို့ဘာထိလို့မရတော့အဲ့ဒါမင်းတို့စစ်ဘက်ကအားကောင်းနေတဲ့နိုင်ငံဆိုအဲ့လိုဖြစ်စရာအကြောင်းရှိလားမောင်စိုးအမှန်တရားကိုမသိပါနဲ့တိလားကိုတန်ဖို့မကြစင်နဲ့မင်းကအဲ့ဒါလေးပဲပြောချင်မင်းလည်းညံ့တယ်လို့မဟုတ်ဘူးနော်လူဆိုတာလေကိုနေ့ကပြောသလိုသူ့ဘက်ကိုပဲရှိတယ်ကွာဘလောက်ပဲကဲ့ရဲ့ဒါပေမဲ့ကိုဘက်ကငှားနေလေအရာကြီးကိုမှားနေတယ်လို့ထွက်မပြောရဲနေတာမှန်တယ်လို့တော့မပြောနဲ့ နော်အဲ့ဒါအရင်တိတ်ကကြတယ်အခုငါတို့တော်လိုင်းဘက်နဲ့ပတ်သက်လို့ NGO ဘယ်လိုဝင်မှန်လို့အဘလိုပဲငါ့ကိုလူတွေပြောတယ်မှန်တယ်မှားတဲ့အရာရှိရှိတယ်ဒါပေမဲ့အဲ့ဒီမှားတဲ့ဟာကိုငါမှန်ပါတယ်ဘာမှမလုပ်နော်မှားတာကိုဖောက်ပြတယ်ဖောက်ပြသွားလိမ့်ဒါပေမဲ့ငါနဲ့ဒါကိုမှားတယ်လို့အကြောင်းမျိုးကြောင့်ငါထုတ်မပြောနိုင်တော့အဲ့ဒါကိုမှန်ပါလေလို့ငါမပြောဘူးနော်မြို့နဲ့ငါတို့ဖြစ်ခိုင်းစီမြေတံမှုကြီးစင်ကျွန်တော်ပြောတာပါတကယ်ပြောတာလက်ရှိမြန်မာပြည်မှာလက်တွေ့ကြကြမှာတေချာပြန်ကြည့်ပါကျွန်တော်တို့မြန်မာတွေမှာအပါမအားစီကြဘူးကျွန်တော်ကတော့အားလုံးကိုအာ နိုင်ငံရေးဒီနေ့ဖြစ်နေတဲ့စစ်ရေးနိုင်ငံရေးကိုပြန်ကြည့်ပါတိတ်မကြပါဘူးခင်ဗျားတို့ပြောနေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်တောင်ရှိကပြက်သွားပြီဘာညာပြောနေစကားတွေကဒါတွေကဟိုအထီးကမကြောက်ဘူးနိုင်ငံတော်အစိုးရသူလောက်နေတာရှေ့သူလောက်သူဟိုဘာလဲတကယ်ဒီဇိုင်းမမသူလောက်နေတာအဲ့ဒီတွက်ကဟောအခြေဦးပြက်တယ်မပြက်တာအဓိကမကြောက်ဘူးအဲ့ဒါဥပဒေဆိုတာအဓိကမကြောက်ဘူးပေါ့အဲ့တော့စစ်တပ်ကောင်းဆောင်ဖြစ်ရင်ဒီနိုင်ငံမှာလုံချင်တာလုံခွင့်ရှိတယ်အဲ့လိုလားဟောမင်းတို့အဲ့လိုလက်ခံလားလက်ခံလဲဆိုတော့ပြီးတယ်ဒါမင်းတို့ရဲ့တံပိုးမင်းတို့ရဲ့ဆန်နဲ့ဘာလို့အဲ့လိုလက်ခံနော်တမနာက ကာလုံမခေါ်ဘဲနဲ့မင်းအောင်လာရတမနာကိုဖမ်းပြီးအာနာသိမ်းတာဖြစ်တယ်။ဒီဟာဒီဥပဒေကိုဖောက်ပြန်ပြီးအာနာသိမ်းထားတာ။ငါတို့အဲ့လိုတတ်ခတ်တယ်။တော့အဲ့ဒီတွေချေဦးကအာနာသိမ်းတဲ့တွေချေဦးအော်တို့ပြက်တယ်။ဖြည်းဖြည်းလေးတော့ငါတို့ကတော့ဥပဒေကြောင်းရမယ်လက်ခံပေးလို့ရမယ်။စစ်တပ်ကောင်းဆောင်ပြင်တိုင်းဒီနိုင်ငံလုံးချင်တိုင်းလုပ်ဖို့မရှိဘူး။နော်အဲ့ဒါရှင်းရှင်းလေးပဲ။အခင်ဗျားတို့တွေကဟို ကျွန်တော်ပြီးကျင်တဲ့အသည့်ပေါ်ပေါ်ကျွန်တော်ပြီးကျင်တဲ့ကျွန်တော်ရဲ့လိလာရတဲ့အော်ကျွန်တော်လိလာထားတဲ့အချက်ရယ်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကိုကျွန်တော်ချပြကျင်တယ်ခင်ဗျားတို့မဝင်ပါတော့နဲ့ပြည်သူတွေပြည်သူတွေဝင်ပါပြီဆိုခင်ဗျားတို့အများကြီးဒုက္ခရောက်နိုင်တယ်အဲ့ဒီအတွက်ကရပ်ပေးပါပြီးတော့အဲ့ဒီဟိုထောက်ဖို့တွေတော့ပတ်စံပေးမနေနဲ့ခင်ဗျားတို့အတွက်ဒါတကယ်ကျွန်တော်ပြောချင်တာဟိုဘက်ကလှုပ်ကြည့်ရလွယ်လွယ်လေးရလှုပ်လို့ရတယ်ဒါပေမဲ့ခင်ဗျားတို့တောင်းနေတိုင်းပြည်ကြီးခုလုံးကပြက်စီသွားတာခင်ဗျားတို့မလှုပ်ကြည့်မှုဆိုရင်တော့ဒါမလှုပ်သိမှုဒါနေကျွန်တော်ကခင်ဗျားတို့တုံလိုက်ကိုတိုက်ခိုက်တာမဟုတ်ဘူးအများပြည်သူရဲ့ ဟိုခက်ခဏနေအောင်ဆိုရင်မင်းအရင်ဟိုမင်းကလေးကလာတားဆန်ကွာမင်းကောင်းပြောတာမင်းအဲ့လိုရေရှင်းမမဲ့ပါဘူးဟမ်အဲ့လိုမျိုးမင်းတို့ချင်းချောက်လာတာဘယ်ဖြစ်ခဲ့ရလဲတစ်ချက်နောက်တစ်ချက်ကမင်းရောက်နိုင်အာနာတိန်တို့တိုင်းပြည်ကဒီဘွားရောက်လာမင်းလည်းတိတယ်လေနော်အဲ့တော့တိုင်းပြည်ကိုဒီဘွားရောက်အောင်လုပ်တဲ့တူကိုအပြစ်မပြောဘဲနဲ့ဒီနေ့ချိန်ကြီးတယ်ခုနကပြောစစ်ပေးချောင်စခန်းလို့စေးရုံလို့စာတင်ချောင်းလို့နော်လူတွေရက်ွက်တို့ဒါတွေကစည်ရင်ပြတ်မဟုတ်ဘူးအဲ့တခုရှိတာကကိုအဖွဲ့စည်းကဟိုကိုကိုနိုင်ငံရဲ့တတ်မတော်လို့မခံနိုင်ဘူးဒီနိုင်ငံကိုအာနာရရင်ပြီးတော့ အကြံပေးအဖွဲ့အစည်းတစ်ခုအဖြစ်တက်မှတ်ထားတယ်ငါတို့အာဏာမရရင်အကုန်လုံးပြစ်မှာနော်ပြည်သူဆိုတာငါတို့အကောင်းထဲမှာမရှိဘူးငါတို့အာရုံထဲမှာမရှိဘူးအဲ့လိုခံယူထားတယ်ဆိုရင်တော့ဒါဒါဒါတက်တယ်လို့လုပ်ပေါ့ဒါပေမဲ့ကိုယ့်ကိုယ်တက်မတော်လို့ခံယူထားတယ်နိုင်ငံတစ်ခုရဲ့စစ်တပ်လို့ခံယူထားရင်အဲ့လိုဟာမျိုးတွေကိုစည်ရင်ပြစ်မှတ်မဟုတ်တာတွေကိုပြစ်ခွင့်ရှိတာအဲ့တော့လက်ရှိအဲ့ဒါတွေပြစ်နေတာလေအဲ့တော့တိုင်းပြည်ကိုဒီဘွားရောက်ဖြစ်စည်းခဲ့တယ်လက်ရှိတဲ့ဒီလိုမျိုးစည်ရင်မဟုတ်တဲ့ပြစ်မှတ်တွေကိုဘုံတွေချက်ဖြစ်စည်းတက်ဖြတ်နေတဲ့လူကိုလည်းအပြစ်မပြောဘဲနဲ့မသားစည်းနဲ့မခံနိုင်တော့ပြန်လဲခုခံတော်လှန်နေတဲ့လူတွေကိုအပြစ်ဆိုတာမင်းရှက်စရာကောင်းမလို့ဆိုတာမင်းစကားကြီးอ่ะ ဒီစကားကမင်းမတွေးကြည့်ဘူးလားမဟုတ်ဆိုတွေးကြည့်ပါလေမတိတယ်မင်းမတိတာမဟုတ်ကြောက်နော်ပြည်တွင်းကောင်ကမတိဘူးဆိုငါလက်ခံပေးမယ်ဟောစောက်ပိနေဖို့လို့မင်းမတိဘူးဆိုတာမဖြစ်နိုင်ဘူးမတိရတာနဲ့ပြောတာကိုကိုလက်ပြန်တော့တာကိုကိုမချက်ဘူးလားမင်းဟမ်တန်ဖိုးရှိအောင်နေစမ်းပါဘာလို့မို့လဲမင်းနဲ့တိပါလေဟဲ့အောင်တေးတေးဝါးပါလေအမှန်တရားအတွက်ပိတ်ခါရှိရှိနာမည်ပြပြီးနဲ့တေးတာမြတ်တယ်ဟမ်မင်းဟိုအဲ့ဒီအမြတော်မင်းတို့လို့ပြောခဲ့တာအချာပြီးနေကွာဟမ်အကျိုးစီးပွားထားပြီးကျွန်တော်ပြောချင်တာဖြစ်တယ်နှစီလို့ပြောနေတာဒီတိုင်းမျိုးဖြတ်ဖို့ပြောနေတာဖြစ်တယ် အဲ့ဒီမှာဟိုတုံလိုက်မှာငါတို့ဘာလုံးဝညာလုံးမယ်ဆိုပြောနေတာလောက်နေတဲ့လူတွေကအပြင်းပြင်းမှာတကယ်တမ်းကြတော့ခဏလေးခဏလေးလက်စီတို့ပြောတာတိုင်းပြည်ဖြစ်သီးဖို့ဖြစ်တယ်ဆိုရင်ငါတို့ကပြောရုံပဲပြောလိမ့်မယ်နော်ဖြစ်သီးနေတာမျိုးမင်းတို့စစ်တပ်ငါမျက်ပြောသူတို့ကတုံလိုက်ဒေတာတွေမှာပြည်သူတွေရွာတွေအိမ်တွေဆေးရုံတွေစာကိန်းကျောင်းတွေစစ်ပေးကျောင်းစခန်းတွေအပါအဝင်ပြည်သူတွေကိုဘုံတွေကျက်ပြည်သူတွေထွက်ပြေးရလောက်တာဒီဘယ်လိုကြောက်လို့လဲစစ်တပ်ကတော့လုပ်လို့နော်ဟုတ်တယ်နော်အခုမိုးကမိုးမိတ်တုံလိုက်အင်းအဲဆိုတဲ့ဘက်ကအသေးခံမိကပုံပြောတယ်အဲ့တော့မိုးကမိုးမိတ် မြို့တွေပြက်စီးတာမပြက်စီးတာဒီစစ်တပ်ကပြက်စီးမလားမပြက်စီးဘူးလားဆိုမူတည်တယ်အဲ့တော့တိုင်းပြည်ကိုပြက်စီးနေတာငါတို့လားမင်းတို့စစ်တပ်ရှင်းကြည့်လေအခုစစ်တပ်ထိုက်ထုတ်ထားတဲ့မြို့တွေမှာဘာဖြစ်လို့အေးချမ်းနေလဲငါတို့ဘက်ကပြက်စီးတယ်မပြက်စီးတဲ့အပေါ်မူတည်တယ်ငါတို့ဘက်ကမပြက်စီးတဲ့အတွက်အဲ့ဒီမြို့တွေအေးချမ်းနေတာမင်းဒါတော့လက်မခံလို့မရဘူးမောင်စုံဟုတ်တယ်နော်အဲ့တော့တိုင်းပြည်ကိုဖြစ်စည်းနေတဲ့လူတွေကိုမင်းကကြောခိုင်းပြီးတော့ငစီတို့ကြောင့်တိုင်းပြည်ပြတ်နေတာဆိုမင်းကဟန်တာတဘုံမစမ်းနေဘူးလားကွာဟမ်ငါဆိုမပြောရဲဘူးမောင်စိုးအကောင်းပြောလားကုတ္တံဘုံဘုံမဲ့လူဟုတ်ပြောတာ နော်မင်းအခုပြောရတဲ့ပုံကမပြည့်တွင်းနေရဖို့ခွေးနေတယ်တန်းနေဖြစ်သွားတယ်မင်းပြောရအကောင်ပြတော့မင်းတို့အများကြီးချိန်ကြီးထားတာမင်းတို့ဘောမမေမဲ့တိတ်ခါရှိရှိမှတဲ့အစ်စ်နန်းတွေတို့မင်းတို့ကတတ်မှတ်ပေးထားတာအကောင်ပြောတာနော်တိတ်ခါရှိရှိနေတဲ့မှာမင်းလည်းနိုင်ငံသူများနိုင်ငံမှာနေတာပဲအမြင်ကျေပါတယ်နော်ဘလောက်ကိုလည်းအောက်လိုင်းသားစကားတွေမပြောပါနဲ့သူတို့မှအလုံးကဟိုဘယ်လိုပြောရမလဲဘေးနီးနဲ့မှမရှင်နိုင်တဲ့အခြေအနေမျိုးတစ်ခုမှရှိတယ်အဲ့ဒီအတွက်ကကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေနော်လက်မခံပါနဲ့ နော်ကိုကကိုအေးစင်ကျွန်တော်ကတမတော်ထွက်ခွာမှုအတွက်ပြောနေတာမဟုတ်ဘူးခမရတော်တွေကမင်းကကွာဟာလိုက်ဒါပြောအောင်ဆိုရယ်ဗာဖြစ်တယ်ဘလို့မှမရှိနိုင်တော့လို့အဲ့လဲဆိုရင်ငါပြောမယ်လက်ရှိစစ်တပ်ကတည်သွင်းအောင်မြင်မှုတွေကိုငါပြနောင်ချိုပြန်သိမ်းနိုင်တာနောင်ချိုကိုဒေတာကိုတွားသိမ်းကြည့်လိုက် နောင်ချိုမှာတိုက်ပွဲပြင်းတာချင်းပြန်မိလိုက်တာမဟုတ်ဘူးလားဟမ်မင်းတို့နောင်ချိုတိမ်းတော့ PDF အလောင်းတွေတရားနယ်အလောင်းတွေမင်းတို့ဗစက်ကလာလောင်းနေတာလက်တွေပြတ်နိုင်တာပြတ်နိုင်တာဗီဒီယိုဖိုင်ဓာတ်ပုံပြတ်နိုင်တာမပြတ်နိုင်ဘူးလေတိုက်ပွဲမတိုက်ပွဲစုပ်ပေးလိုက်ကြရင်ရှင်းနေတာကြီး နော်အဲ့တော့မင်းတို့စစ်တပ်ရေးရွှေချုံတိုက်ပြီးပြန်ရတဲ့မြို့တွေပဲမြို့တွေတစ်ချက်ပြဒါပေမဲ့ဒီနေ့ချိန်ကြီးသိနေတယ်နော်စခန်းတွေငါတို့ဘက်ကဟမ်ငါတို့ဘက်ကတန်းနေတယ်အခုနိုင်ငံဆိုတာမင်းတို့ဘက်ကကြားထားပြီးသားဒီကကြားနေတဲ့စခန်းအသေးအံပြန်ထိုးစစ်ဆင်ပြီးတော့လုပ်နေတာနော်အဟုတ်လားမဟုတ်လားမင်းကတိတယ်ဆိုတော့အဲ့နောက်ပြီးတော့ NCA နဲ့ကြည့်မယ် NCA ကိုရှိပြီးတဲ့အဖွဲ့တွေကိုထွက်ထွက်သွားတယ်ဒါလည်းသုံးမမှုကြည့်မယ်အခုဒီစေအောင်ချုံရဲ့အပိတ်တွေမင်းအောင်နိုင်ဦးမင်းအောင်နိုင်ကပါဝဲဦးစိုးမင်းအောင်နိုင်ဦးအာချုပ်ချက်ခံရောဗာမင်းအောင်မင်းအောင်နိုင်ကဘယ်နဲ့မင်းအောင်နိုင်ဖြစ်ပေါ်မလဲပြန်ပြီးအာနာလေးလွှဲနေတာမင်းနဲ့တွေ့ ။အဲမင်းတို့အောင်မြင်မှုဆိုတာဘယ်နေရာကိုပြောတာ။ဟမ်စစ်မှုထမ်းအပတ်စဉ်20ကျော်သွားပြီ။တုံးသားနဲ့အင်အားဘယ်လောက်ပါလဲ။မင်းတို့တုံးသားနဲ့လည်းလည်းမဟုတ်ဘူးမောင်စိုး။တိတယ်လက်တုံးကြောင်းနဲ့ရှိတဲ့ပြည်သူကိုဟမ်ကြီးရင်လေအပြည့်စုံလက်နဲ့အင်အားအပြည့်စုံစစ်တီအင်အား9သိန်းအရန်အင်အား9သိန်းကျော်အခုစစ်မှုထမ်းအပတ်စဉ်20ကျော်။စစ်ရည်ကတိုင်းပြည်ရဲ့ဘတ်ဂျက်ဘဏ္ဍာအပြည့်စစ်လက်နက်ပစ္စည်းအပြည့်ကခိုင်မှာဆိုလစ်တင်စုဝတ်ထားတဲ့ institution တစ်ခုအဲ့ဒါတော့အဖွဲ့အစည်းကိုခုလုံးလုပ်ပြီးမရောက်နိုင်ရဒီတိုင်းပြည်အာဏာကိုလွတ်တာအာဏာကိုတိမ်းတာငါးနှစ်ပြည့်သွားပြီ ရပြီလားအန်တမန်ရေးရဝိရကတုံးတက်ပြသွားသလိုဘယ်နေရာမှာမင်းတို့တားနေတာရှိတယ်ပြည်ရင်းစစ်ရေးရမင်းတို့ဘယ်နေရာကိုတားတယ်ပြောငါ့ကိုပြောပြအဲ့ဒီရှမ်းကြောက်ဘက်မှာ TNA နဲ့ MNDA ရရတဲ့နယ်မြေလောက်ကိုကြည့်ပြီးတော့မင်းတို့စစ်ရေးတားတယ်တုံးတက်တယ်လားဟောအဲ့ဒါဆိုစစ်ရေးနိုင်ငံရေးနားလည်းတုံးတက်မှုကအဲ့လားပေါ့ဟုတ်လားဟုတ်ငါ့ကိုကျတော့စည်ရင်နိုင်ငံရေးနားမလည်ဘူးမင်းကစည်ရင်နိုင်ငံရေးနားလည်းဒူကြီးတယောက်ကတုံးတက်တဲ့စကားဆိုတာဒါတွေကိုပြောတာဟာပေးလိုက်ပါတော့ခေါင်းဆိုးကဟမ်ပိတာဖို့မဲ့လိုက်တော့ကွာပူရီက ဒါနဲ့အေးကြောင်ပါနေဘူးခမားတွေကကြေးရွာဒေသမပြတ်စည်းဘူးအတွက်ကိုခမားတို့တွေကခမားတို့မှလည်းတာဝန်ရှိတယ်ဒီနေရာမှာဒီကောင်တွေဝင်လာပြီဆိုရင်ခမားတို့ကိုဒါတိလာပြီဆိုရင်စစ်တာကဒီတပုံလူရှင်းလင်းမှဖြစ်တဲ့အတွက်ကခမားတို့ပါဒါတွေကိုလွလွလလနဲ့ကျူးစုရဲဆိုရင်တော့ခမားတို့ကမြင့်ကြမယ်ဒါကတော့စစ်တာကသူရန်လူရှိအကုန်လုံးသူဖြစ်ရှင်းပါပဲရှင်းလင်းပါပဲအဲ့ဒီအတွက်ကအလုံးကိုညီကိုတို့ပြောချင်တာဒီစိတ်ကိုအေးအေးထားပါဒီလူလူနဲ့လုံးဝပုံပုံခဏနေကစစ်တာကရန်လူတွေရှင်းတယ်မှာရန်လူဆိုလို့တတ်မှတ်ကြတာဘာလို့တတ်မှတ်လဲနော်အခု KIA ကချင်ပြည်နယ်မှာကချင်ပြည်သူတယောက်ဟာ မြန်မာစစ်တပ်ဆိုသူတို့ရဲ့စစ်တပ်လို့တတ်မှတ်လား KNA ကိုသူတို့ရဲ့စစ်တပ်လို့တတ်မှတ်လားမင်းတို့ကတနိုင်တယ်လို့ပိုင်နာတာမဟုတ်ဘူးလေတီတူလက်မခံမင်းတို့ပိုင်လို့မရဘူးစစ်တပ်ကတိုင်းမျိုးပိုင်နာမဟုတ်ဘူးတီတူကတိုင်းမျိုးပိုင်နာမောင်ဆိုရဲ့နော်တနိုင်ငံတော်ဆိုတာစစ်တပ်မဟုတ်ဘူးလေနိုင်ငံတော်ဆိုတာတီတူအဲ့တော့ပြည်သူအများစုကအခုကချင်ပြည်သူအများစုဒီမြန်မာစစ်တပ်ကိုလက်ခံတာကချင်စစ်တပ်ကိုလက်ခံတာမေးကြည့်။ကရင်ပြည်သူအများစုဒီကရင်စစ်တပ်ကိုလက်ခံတာမြန်မာစစ်တပ်ကိုလက်ခံတာမေးကြည့်။အခုလက်ရှိဘာဖြစ်သွားလဲ။မင်းတို့စစ်တပ်ကိုလက်ခံတဲ့ပြည်သူကိုမရှိတော့တာလေ ဆိုတော့မင်းတို့ကအငိမ့်စိမ့်နေငိမ့်စိမ့်မနေထိမယ်ဆိုဒါကြီးကမင်းတို့အနိုင်ကျင့်တာမဟုတ်ဘူးလားတရားမျှတမှုမရှိဘဲနဲ့ဒီနိုင်ငံကငါတို့ပိုင်တယ်လို့မင်းတို့မောင်ပိုင်စီးပြီးတော့လက်နက်မဲ့တဲ့ပြည်သူကိုအနိုင်ကျင့်တာမင်းတို့တရားမျှတမှုကိုမင်းတို့ပေါ်ဆောင်တာမဟုတ်ဘူးရှင်းရှင်းလေးမယ်ပြည်သူမတော့ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့စီဘောအကုန်မိသားစုမထိခိုက်ချင်ဘူးတော်လန်ရောအားပေးပါလေဆိုတော့လူတယောက်တက်တော့ဆိုလောက်နေပါလေလူတယောက်မေးကြည့်ပါမင်းအိမ်ပြာပုံနဲ့ရောက်မယ်မင်းအိမ်ဘုံကျန်နေတယ်မင်းပျော်လားကြိုက်လားလို့ဟုတ်တယ်နော်အဲ့တော့မင်းတို့မင်းတို့ငါပြောမယ်ကွာအခုမိုးကမိုးမိတ်တော်လန်အိမ်ရဆိုလေစိုးပိုးထားပြီ မင်းတို့စစ်တပ်ကဘုံသွားမကျေဘူးလက်နဲ့ကြီးနဲ့မထူးဆိုမိုးကုတ်မျိုးပြက်စရာအကြောင်းရှိလားမရှိဘူးလေဟုတ်တယ်နော်အဲ့တော့မိုးကုတ်ကတို့တော်လိုင်းဆူဆူမိုးထားတာလေတို့အောက်ချုပ်အောက်မှာရှိရမယ်လေမင်းတို့တော်မတဲ့ရုပ်ပြက်စရာအကြောင်းမရှိဘူးမင်းတို့တော်မတဲ့အဲ့ဒီအိုးကြီးနဲ့ပြက်စရာအကြောင်းမရှိဘူးနော်အဲ့ဒီ PDF တွေအဲ့ဒီအိမ်တွေလိုက်မင်းဆိုအဲ့ဒီအိမ်တွေလိုက်ဖွင့်ပြီးမဟုတ်ဘူးချင်းချင်းလေးကလားနော်အခုတောင်ကြီးတောင်တိုင်းစီလာနဲ့ဘာညာအောက်ပြီးငပောက်တင်ကန်ကြီးကောင်းမှုချုပ်ပြီးဆောက်ချက်မရှိဘူးဘောနေအဲ့ဒီလိုမျိုးတောင်တိုင်းပွဲကိုတော်လိုင်းရင်းထိတ်ချုပ်နေမြန်မာလောက်ပဲကွာမင်းတို့စစ်တပ်ခိုင်းကြည့်နေတာ အဲ့တော့တိုင်းပြည်နဲ့ပြည်သူပေါ်လက်နက်အားကိုးနဲ့အနိုင်ကျင့်စော်ကားမှိုက်ရိုင်းနေတာပြီးဘယ်သူတွေလဲရှင်းရှင်းလေးပါစစ်တပ်ကတိုင်းပြည်ပိုင်နာမဟုတ်ဘူးမောင်စိုးငါတို့စစ်တပ်ဘာပြောပြောမှန်ပါတယ်လို့လို့မရဘူးပြည်သူအများစုရဲ့အတန်ကိုနားထောင်ရမယ်ဒါမင်းလက်ဒီမိုကရေစီတော်တရားတည်ပါလေဒါဒီမိုကရေစီတော်ပေါ်ပေါ်ကဒါကရှင်းရှင်းပြောရရင်တော့ဟိုနိုင်ငံနဲ့ဖြစ်ကမဲ့အခွင့်အရေးပဲကမွေးရပါအခွင့်အရေးရှင်းရှင်းလေးဒါကြီးတို့ငါတို့စစ်တပ်တာလည်းအမှန်စစ်တပ်မဟုတ်တဲ့ကောင်လက်နက်ကင်ကြီးကတပုံစိုးလာကြီးကဒါကြီးကအိတ်ခစ်ကြီးကြံမိခက်တင်ပြီးတော့အဲ့ဒါကအိတ်ကြီးအိတ်ရောက်မှပြောတဲ့စကားလေး နော်အာဒီစစ်တပ်လုထားတဲ့ဟာအမှန်ဒီစစ်တပ်မဟုတ်ပဲတဲ့အချမ်းမက်နဲ့ကန်ကြီးနဲ့အကုန်တပုံလို့တတ်မှတ်တာကြီးအရာကြီးကဘယ်ဆရာကြီးတရားမျှတမှုရှိလားဟမ်တရားမျှတမှုရှိလားရှိတယ်လို့ပြောရဲတယ်တရားမျှတပါတယ်ဒီလိုပြောနိုင်တယ်ပြောရဲတယ်အဲ့တော့ကိုပြောတဲ့စကားကိုကိုပြန်ကြည့်ကြည့်ပါဟုတ်တယ်နော်အဲ့တော့ဒီနေ့ချိန်ထိအခုမိမိတို့ဖန်ဆုံးပြီနော်မက်ဆီကနိုင်ငံရေးစီးနားမလဲကိုမြင်ပြောရတယ်ဘယ်နေရာနားမလဲလားဒီမပြောရနိုင်ဘူးနော်ဒါနဲ့ဘင်းတုံးတက်သွားတဲ့အရာကြီးအားလုံးကလွဲနေတယ်နော်ငါမင်းကိုတစ်ချက်ချင်းထောက်ပြသွားတယ်နော် ရှင်းတယ်နော်ငါမင်းတို့မျိုးမင်းတို့ငါမပုတ်ခတ်ဘူးဒါပေမဲ့မင်းပြောတဲ့စကားဟုတ်ပဲငါပြထောက်ပြမင်းတို့ငါမောင်စိုးကဘယ်ရမ်းမတာပါပေါက်ပန်းလေးပြောနေတာပေါ့အဲ့လိုအချင်းမင်းမရှိတဲ့စကားငါမပြောပါဘူးနော်ရှင်းတယ်နော်โอเคစပြောအကင်းကြီးနေပါခင်ဗျားတို့ကြည့်ပါကြွားတာလက်မပြည့်စုခင်ဗျားအိမ်လက်မပြည့်စုလို့ခင်ဗျားတို့လည်းအသက်အန္တရာယ်မရှိဘူးဒါလေးတော့ခင်ဗျားတို့လုပ်ဖို့အတွက်လိုတယ်ဗျာနော်ဒါလေးကိုပြောချင်တာပါဟာမင်းနောက်ဆုံးပြောတဲ့စကားဒါချိန်ချောက်တာလေမင်းတရားမျှတမှုကိုမင်းပေါ်ဆောင်ငါ့မဟုတ်ဘူးဟမ်မင်းလည်းမချအဲ့ဒါစကားမဟုတ်ဘူးဒိတ်နေရှိတဲ့စကားမင်းချိန်ချောက်သွားတာမင်းတို့ငြင်းငြင်းနေငြင်းငြင်းနေမင်းတို့ကိုပြစ်တတ်မယ်မင်းတို့အိမ်နေမီးချိုးပြစ်မယ်လို့ဒါချိန်ချောက်တာပြည်သူကတော့ချိန်ချောက်ကောင်းဘူး အတက်မတော်ဆိုတာပြည်သူအဲ့လိုချိန်ချောက်တဲ့အဖွဲ့စီတည့်ရက်ငါတိကျလို့ပါဟုတ်မင်းငါမင်းတို့စီးရင်နိုင်ငံရေးနားမလည်ဘူးထားတက်မတော်ဆိုတာပြည်သူကိုအဲ့လိုချိန်ချောက်တဲ့အဖွဲ့စီတည့်ရက်လားပြည်သူကိုကာပါပွေးပြီးတော့တရားမျှတမှုကိုကာပါပေးတဲ့အဖွဲ့စီတခုလားနော်အဲ့လိုလေးပဲဖြစ်ပါနော်အဲ့တော့ဗီဒီယိုဖိုင်နဲ့တအားရှည်တော့ရဖြစ်တဲ့အတွက်ကျွန်တော်အများကြီးမပြောတော့ဘူးနော်ဒီဗီဒီယိုဖိုင်မှာပြောခဲ့တာပြည့်စုံနေပါတယ်အဲ့တော့မောင်စိုးနေနဲ့မြေငံပြောချင်တာလူကြီးတို့အောင်ဆက်ပါနော်လိုရင်ကိုစီမလိုရင်ငစီဆိုရီပြောချင်တာလည်းပြောမယ်ဆိုလို့ရှိရင်မင်းတန်ပေါ်ပဲကြာပါငါဘာမှမဖြစ်ဘူးတိရငါကိုစီဘက်ကငစီဘက်ကငစီဘက်ကချိန်တယ်လို့ခေါ် နော်မင်းတို့ခေါ်လိုက်လို့ငါ့နာမည်ဘာမှငါ့ငါ့တန်ဖို့ကဘာမှမဖြစ်တော့ဘူးအဲ့ဒါရှင်းရှင်းလေးဒါပေမဲ့ငါမင်းကိုပြန်ပြောတဲ့စကားဒီအစ်စင်နှမ်းရှိတဲ့စကားလားအစ်စင်နှမ်းမဲ့တဲ့စကားအစ်စင်နှမ်းရှိရှိငါမင်းကိုပြောမယ်ဆိုရင်ငါလူကြီးတော်ကိုပြီးတားလိုက်ငါဟာအစ်စင်တမ်းမဲ့ဗျမ်းမတာဟုတ်ကဲ့စကားပြောမယ်ဆိုရင်ငါပဲတိတ်ခါချင်မှာမင်းဘာမှမဖြစ်ဘူးအဲ့ဒါလိုပဲအခုမင်းပြောသွားတဲ့စကားထဲမှာငါ